အခုနောက်ပိုင်းအင်တာနက်တကွင်မှာအရန်ခေစားလာတဲ့ကြားဖြန့်လုပ်ငန်းဆိုတာပါလေမင်္ဂလာပါရှင် Knowledge TV မှာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကြားဖြန့်ဆိုတာပါလေကြားဖြန့်နေရဘာလို့လဲလူရင်းရဲ့ဘဝမှာရောဘလူရီဆက်သွယ်ပတ်သက်လဲဒါရင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုမှာကြားဖြန့်အကြောင်းကိုလမ်းလမ်းမိသမျှပြောပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်ပထမဆုံးအနေနဲ့ကြားဖြန့်ဆိုတဲ့စကားလုံးကတော့တရုတ်စကားကြားဖြန့်ဆိုတဲ့စကားလုံးတစ်ခုပဲဖြစ်ပါတယ် ီတရုတ်စကလုံးရဲ့အတန်အတွက်တိုင်းအနည်းဆက်ဆုံးယူပြီးတော့ကြားပြန့်လို့ခေါ်ဆိုကြတာပါ။အတိတ်ပင်ကတော့ငွေလိမ်ခြင်း၊ငွေကြေးလိမ်လည်ခြင်းလို့အတိတ်ပဲရပါတယ်။အရှိတောင်အာရှနိုင်ငံတွေမှာတော့ကြားပြန့်ဆိုတာကိုအင်တာနက်အွန်လိုင်းပေါ်ကငွေကြေးလိမ်လည်ခြင်းလို့သဘောပေါက်ထားကြပါတယ်။တကယ်တော့ကြားပြန့်လုပ်ငန်းတွေဆိုတာငွေကြေးလိမ်လည်ခြင်းတစ်ခုတည်းမဟုတ်ပါဘူး။လူမောင်ခိုလုပ်ငန်း၊တရားမဝင်မူးယစ်ဆွေးလုပ်ငန်း၊အတ္တမလှူသားစုဆောင်းတဲ့လုပ်ငန်း၊တရားမဝင်ငွေကြေးခွာချလုပ်ငန်း၊လောင်းကစားလုပ်ငန်း ဒီလိုလုပ်ငန်းတွေနဲ့အကြီးအကျယ်ဆက်ဆက်နေတာပါ။ကြားဖြန်းနေရဲ့အတိအကပြတ်မှတ်ထားတဲ့နိုင်ငံတွေကတော့အရှိတောင်အာရှနိုင်ငံတွေနဲ့ငွေကြေးချမ်းသာတဲ့အနောက်နိုင်ငံတွေဝယ်ဖြစ်ပါတယ်။ အရှိတောင်အာရှနိုင်ငံတွေရောမြန်မာနိုင်ငံနဲ့အင်းကြီးချင်းနိုင်ငံတို့ကိုပြစ်မှတ်ထားပြီးလှုပ်သားရှာဖွေကြသလိုငွေကြေးချမ်းသာကျွဲဝါတဲ့အနောက်နိုင်ငံတွေကအမေရိကန်နဲ့ဥရောပနိုင်ငံသားတွေကိုတော့ငွေကြေးလိမ့်နေနိုင်မှုအတွက်အထူးကပြစ်မှတ်ထားကအချက်လက်တွေကိုစုဆောင်းနေရှိတာပါတကတရမှာတော့ကြားဖြတ်လုပ်ငန်းတွေကလုံသားစုဆောင်ရေးအတွက်အာဖရိကနိုင်ငံတချို့ပါပြင့်မှတ်ထားပြီးတော့လှုပ်ဆောင်တာတွေရှိပါတယ် ဒါရီယာကြားဖြန့်ရဲ့အဓိကပြစ်မှတ်တွေဖြစ်ပြီးလုပ်ငန်းအလုပ်လုပ်ပုံတွေကတော့အားလုံးနားလည်ထားကြတဲ့အွန်လိုင်းကနေတဆင့်လိမ့်လည်ခြင်းမှာဒီနေရာမှာလိမ့်လည်တာတွေကညီမျိုးမျိုးနဲ့ရှိကြပါတယ်အကောင့်တွေနဲ့ရှယ်ယာအတူတွေရောင်းပြီးလိမ့်လည်တာကစားလို့လောင်းကစားကိန်းတွေဘဏ်အကောင့်တွေဟက်ကင်လုပ်ပြီးတော့လိမ့်လည်တာတွေနဲ့အခုနောက်ပိုင်းဆိုရင်မြန်မာနိုင်ငံမှာဘေးရန်ရောက်ဘိုးရောရောင်ဆောင်လိမ့်လည်မှုတွေပါရှိလာခဲ့ပါတယ်ကြားဖြန့်နေရလူတွေစီကနေငွေကြေးလိမ့်လည်တဲ့အခါ မလုံးပေးလိမ်လဲသလိုလှုပ်သားစုဆောင်တဲ့အခါမှာလည်းမလုံးတိတိပေးပြီးတော့စုဆောင်တတ်တာပါ လူသုံးများတဲ့ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook, TikTok, Telegram လိုနေရာမျိုးတွေကနေ post တင်ပြီးတော့လှုပ်သားရှာဖွေတတ်ကြပါတယ်လောက်ခလာစားတော့ time bet 1000ကျွန်းနေ9000တိပေးပြီးတော့ခေါ်ယူကြတာပါဒီနှုံထားကမြမငွေနဲ့တွေ့ရင်15သိန်းလောက်ကနေသိန်း40လောက်ထိ ရှိတာကြောင့်လူငယ်တွေကတာမန်အလုပ်တွေထက်မမောပြီးတော့လောက်ကင်ခြင်းစိတ်ရှိလာကြပါတယ် ကြားပြလုပ်ငန်းတွေကမြန်မာနိုင်ငံမှာဆိုရင်တရုတ်မြန်မာနယ်စပ်နဲ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိတတ်ကြပြီးတော့စုစုပေါင်းကြားပြလုပ်ငန်းတွေက80ကျော်ဝန်းကျင်ရှိကြပါတယ်။ကြားပြလုပ်ငန်းတွေကဘယ်လိုလဲပတ်ကြလဲဆိုတာကတော့အရေးကြီးဆုံးအပိုင်းဖြစ်ပြီးလုပ်ငန်းရဲ့လျှော့ဝှက်ချက်ဆိုလည်းမမှားပါဘူး။အစင်းလိုက်ပြောရမယ်ဆိုရင်ပထမတစ်ချက်ကတော့လုပ်ငန်းအခြေတည်ခြင်းမှာကြားပြန်တွေကသူတို့အခြေကုပ်ယူရမယ့်မျိုးတွေမှာသက်ဆိုင်ရာအာဏာပိုင်တချို့နဲ့ပူးပေါင်းပြီးအခြေတည်ဖို့နဲ့လုံခြုံရေးတွေပါရယူထားတာဖြစ်ပါတယ်။ ်ဒုတိယဆင်းကတော့အကြက်လက်စုဆောင်တာပါဒါတော့အပေါ်မှာပြောခဲ့သလိုမျိုးပဲအနောက်နိုင်ငံကချမ်းသာတဲ့လူတစုရဲ့ database တွေကိုစနေတကြားနဲ့အတိအကျရအောင်စုဆောင်တာလည်းဖြစ်သလိုနှီးပညာအချက်အလက်တွေကိုစုဆောင်ပြီးတော့တကယ်ကိုယုံကြည်လို့ရတဲ့ website တွေကိုဖန်ပြီးတည်ဆောက်ထားကြတာပါနောက်တစ်ဆင့်ကတော့လုံသားရှာဖွေခြင်းဖြစ်ပြီးနောက်ဆုံးနှစ်ဆင့်ကတော့လုပ်ငန်းစဉ်နဲ့လိမ်လည်ခြင်းဖြစ်ပါတယ်ဒါရီကတော့အပေါ်မှာပြောခဲ့သလိုလုံသားရှာဝေပြီးနှီးပညာအသုံးပြုကနှီးအမျိုးမျိုးနဲ့လိမ်လည်ကြတာပါ ဒါကြားပြန်းဆိုတာပါလဲနဲ့ကြားပြန်းနေရဲ့လုပ်ငန်းစဉ်အကျဉ်းချုပ်ကိုလက်လန်းမိတဲ့လောက်ပြောပြပေးခဲ့တာပါတရှိနေကြတဲ့ပရိသတ်တို့အနေနဲ့လည်းကြားပြန်းဆိုတာအနေအများလာတဲ့လုပ်ငန်းတွေဖြစ်တာကြောင့်တားကောင်ရောလှူသားမှမဖြစ်ရအောင်တတိထားရှောင်ကြဖို့တိုက်တွန်းလိုက်ပါရနော်